စ်တူယုံခဏလို့သိပေမဲ့ကြောင်းလဲလာပုံအဆက်ဆက်ကိုမသိဘူးမလား စစ်တူရင်ကကဘာပေါ်မှာတက်တန်းအကြဆုံးလူကြိုက်အများဆုံးနဲ့သူဟာအနောက်ဆုံးဗိုလ်ကိန်းတစ်ခုဖြစ်ပြီးတော့နှစ်ပေါင်း1500ကျော်ကြာခဲ့ပြီးနိုင်ငံရဲ့ယဉ်ကျေးမှုများစွာကိုကြော်ထက်ပြီးလက်ရှိပုံစံတို့ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။စစ်တူရင်ရဲ့မူလစနစ်ကခရစ်နှစ်600ခန့်အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာစတင်ခဲ့ပြီးတော့ချာတူရန်ကာလို့နာမည်ခေါ်ခဲ့ကြပါတယ်။ချာတူရန်ကာကိုတက္ကဒဘာသာအရစစ်တပ်ရဲ့အစိပ်ပိုင်းလေးမျိုးဖြစ်တဲ့ချင်းလင်တက်၊နင်းတက်၊စင်တက်နဲ့ယထာတက်တို့ကိုဆိုလိုပြီးထိုခေတ်ကအိန္ဒိယစစ်တပ်ရဲ့တပ်ဖွဲ့ များပေါ်အခြေခံတာပဲဖြစ်ပါတယ်။ချတူရန်ကာကို၄ဦးထိကစားနိုင်ပြီးအလဲကျကစားရာတွင်အန်စာတုံးအုံသုံးခဲ့ကြပေမဲ့လင်းညံစွာပဲ၂ဦးပုံစံကိုပြောင်းလဲသွားခဲ့ပါ။ခုနှစ်ရာစုတွင်အိန္ဒိယမှချတူရန်ကာဂိမ်းသည်ပါရှန်အင်ပါတို့ရောက်ရှိသွားပြီးရှာထရက်ချက်လို့အနီးပြောင်းလဲသွားခဲ့ပါတယ်။ ရှာဟုဘရင်ရှာမတ်ကိုဘရင်သည်ဘရင်ထောင်ချောင်းမိမိဟုသောစကားများမှာယနေ့ခေချက်မှတ်ဟုသောဝါရညာလေစတင်ပေါ်ပေါက်လာပါ၏။ပါရှန်ကိရှာထရက်ချက်သည်အိန္ဒိယဂိန်းထပုံမူနီးစပ်ပြီးထိုအချိန်ကဘင်မကွင်းသည်အားနည်းသောရုပ်ထည်ပြီးတနင်္လာသေးသာလှမ်းနိုင်ခဲ့သည်။စင်နှင့်ညင်းတို့၏လှုပ်ရှားပုံများလည်းယနေ့ခေစီးနင်းများနှင့်အနည်းငယ်ကွာခြားမှုရှိခဲ့ပါသည်။အဲဒီနောက်ပိုင်းအစ္စလမ်ဘာသာပေါ်ပေါက်လာပြီးအရတ်တို့ကပါရှန်အောင်တင်ရမှာရှာထရက်ချက်သည်အာရတ်ကဘာတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါသည်။စစ်တုရင်သည်အစ္စလမ်ယဉ်ကျေးမှုတွင် ေးပါသောဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။၁၀ရာစုမှ၁၂ရာစုတွင်စစ်တုရင်သည်စပိန်နှင့်အီတလီမှတဆင်းဥရောပသို့ရောက်ရှိလာခဲ့ပါတယ်။စစ်တုရင်ကိုဥရောပရှိမင်းဆိုးရာဇာများနဲ့ဗိရင်မျိုးနွယ်များကြားလဲကျယ်ဆင်းစွာကစားခဲ့ကြပါတယ်။ 15ရာစုနောက်ပိုင်း running set တွင်စစ်တူရင်စင်းညာကိုတိတိတတ်တာပြောင်းလဲခဲ့ပြီး၎င်းသည်ယနေ့ခေတ်စစ်တူရင်မူရင်းဖြစ်ပါသည်။ဘင်မကွင်ရာမူလအားနည်းသောရုပ်ချက်ရာမှဤသည့်နေရာမဆိုအကန့်အသတ်မရှိသွာလာနိုင်သောအစွမ်းထက်ဆုံးရုပ်ချက်ပြောင်းလဲသွားခဲ့ပါသည်။စစ်ရင်ရဲ့လှုပ်ရှားမှုစည်းကမ်းလည်းပြောင်းလဲသွားခဲ့ပြီးအဲ့ဒီပြောင်းလဲမှုကြောင့်ဂိမ်းကိုပုံမှန်ညံဆန်ပြီးဂျူဟာညောက်သောဂိမ်းတစ်ခုဖြစ်လာခဲ့ပါသည်။16ရာစုတွင်စစ်တူရင်ကလပ်များတန်ခွင်းများနဲ့စစ်တူရင်တီယူရေးဆိုင်ရာစာအုပ်များပေါ်ပေါက်လာပြီးစံတမတ်ထားသောစည်းကမ်းများကိုကဘာတော်ဝန်တွင်စတင်အသုံးပြုလာခဲ့ပါသည်။ ါတယ်1886ခုနှစ်တွင် West Rhine သည်ပထမဆုံးသောတရယဝင်ကပ္ပစစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပါတယ်1924ခုနှစ်တွင်နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ်ကိုတည်ထောင်ခဲ့ပြီးစစ်တုရင်အားကစားကိုနိုင်ငံတကာအဆင့်စီမံခန့်ခွဲသည့်အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါတယ်20ရာစုနောက်ပိုင်းတွင်ကွန်ပျူတာနည်းပညာကစစ်တုရင်လောကကိုပြောင်းလဲစေခဲ့ပါတယ်1998ခုနှစ်တွင် IBM ၏ Deep Blue ကုနေတာသည်ထိုအချိန်ကကပ္ပချန်ပီယံ Gary Kasparov ကိုနိုင်ယူပြီးတော့တမိုင်းမှတ်တိုင်တစ်ခုစိုက်ထုတ်နိုင်ခဲ့ပါတယ် တနည်းခင်မှာလဲစစ်တုရင်ရအင်တာနက်ပေါ်တွင်လူသားမောင်းများစွာခစားနေရသည့်ကဘာလုံးဆိုင်ရာအကစားနေဉာဏ်ဉာဏ်ဝဲတစ်ခုဖြစ်နေစေပါပဲ။